ဘင်္ဂလားဒေ့ရှ်၏အစိုးရအဖွဲ့ခေါင်းဆောင်မိုဟာမက်ရှင်နုဟာအမေရိကန်ရဲ့ကုန်သွယ်ခွန်တိုးမြှင့်ကောက်ခံမှုပြည်တွင်းနိုင်ငံ၏အကြက်တဲတွေနဲ့ရင်ဆိုင်နေရတယ်လို့နေကိုင်းအရှာကဖော်ပြခဲ့ပါတယ်။အသက်၈၄နှစ်အရွယ်ရှင်နုဟာပြီးခဲ့တဲ့နှစ်ဩဂတ်လကစပြီးဘင်္ဂလားဒေ့ရှ်၏ခေါင်းဆောင်အဖြစ်တာဝန်ယူခဲ့ပေမဲ့လည်းသူ့ရဲ့ပြုပြင်ပြောင်းလဲရေးအစီအစဉ်တွေဟာဝေဖန်ခံခဲ့ရသလိုလမ်းတွေပေါ်မှာလည်းဆန္ဒပြမှုတွေဖြစ်ပွားခဲ့တာပါ။နိုင်ငံရေးအရာလွတ်လပ်ပြီးအမိခိုကင်းတဲ့ရှင်နုဟာဝန်ကြီးချုပ်ဟောင်းရှိတ်ဟာစီနာအစိုးရအဖွဲ့ပြုတ်ကြခဲ့ပြီးနောက်ပိုင်းရွေးကောက်ပွဲပြုလုပ်ဖို့နှောင့်နှေးကြန့်ကြာခဲ့တဲ့အတွက်ပြည်သူ တို့ရဲ့မကျေနပ်မှုတွေဟာမြင့်တက်ခဲ့တာပါ။ယူနိုဟာဂရမင်းဘဏ်ကိုထူထောင်ခဲ့သူဖြစ်ပြီးအသေးစားနဲ့အလက်စားလုပ်ငန်းတွေကိုချင်းွေတွေထုတ်ပေးခဲ့တဲ့အစီအစဉ်ကြောင့်2006ခုနှစ်မှာငင်းကျန်းရေးနိုဘယ်ဆုရရှိခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လက်ရှိမှာတော့ယူနိုဟာမြားပြတဲ့တောင်းဆိုမှုတွေဖိအားတွေကြားမှာဟန်ကျက်ညီစွာနဲ့ဂရုတစိုက်ဆောင်ရွက်နေရပြီးစီးပွားရေးနဲ့လူမှုရေးပြုပြင်ပြောင်းလဲမှုတွေကိုအရေးစွန်လှုပ်ဆောင်နေရတာဖြစ်ပါတယ်။ဒါအပြင်ကမ္ဘာလုံးဆိုင်ရာအဖွဲ့အစည်းတွေဒါမှမဟုတ်ပြည်ပအစိုးရတွေနဲ့စီးပွားရေးကုန်သွယ်ရေးတွေနဲ့ဆက်နွယ်တဲ့ဖိအားတွေကိုလည်းရင်ဆိုင်နေရပြီးနိုင်ငံရေးထုတ်နှက်မှုတွေ ေတရားရေးအမှုခင်းတွေလိုမျိုးပြည်တွင်းဖိအားတွေကိုလည်းရင်ဆိုင်နေရတာပါ။ယူနိုဟာအရင်အစိုးရလက်ထက်ကအလုံသမားရေးဥပဒေကိုချိုးဖောက်ခဲ့ကြောင်းဆွဆဲခံခဲ့ရပြီးအများစုကတော့အဲ့ဒီမှုခင်းတွေဟာယူနိုကိုနိုင်ငံရေးအရာထိုးနှက်တာဖြစ်တယ်လို့ရှုမြင်ထားကြပါတယ်။တချိန်တည်းမှာပဲကုလသမဂ္ဂနဲ့အလုံသမားရေးအဖွဲ့တွေလိုမျိုးနိုင်ငံတကာအဖွဲ့အစည်းတွေကကမ္ဘာလုံးဆိုင်ရာကုန်သွယ်ရေးအပေါ်မှီခိုနေရတဲ့ဘင်္ဂလားဒေ့ရှ်ရဲ့စီးပွားရေးအခြေအနေကိုအနီးကပ်စောင့်ကြည့်နေရပါ။ဒါကြောင့်ပြည်ပြင်ပြောင်းလဲမှုတွေသဘောထားကွဲလွဲမှုတွေမှာယူနိုပါဝင်နေတာဟာဘင်္ဂလားဒေ့ရှ်ရဲ့ပုံရိပ်နဲ့ကုန်သွယ်ရေးသဘောတူစာချုပ်တွေအပေါ်တက်ရောက် ောက်လာစေနိုင်တယ်လို့လည်းကြန့်ကျင်သူတွေကပြောကြားခဲ့ပါဗျ။